ယ်ဒီယထာကပို့ရန်ကုန်မှာပူရာတခုမှာပဲပို့တီ1990ရဲ့အငွေအသက်လေးရအောင်တေချာကိုပြင်ဆင်ပြီးရိုက်ကူးခဲ့ကြတာပေါ့နော်ကိုသူလဲခဏခဏပြေးလိုက်ရတယ်ယထာကြီးနဲ့အဲ့လိုပါသွားကြတယ်နောက်ပြီးတော့တောက်လျှောက်ဟိုပေါ့နော်ယထာကိုနောက်ပြန်ဆုတ်တယ်နောက်တစ်ခေါက်ပြန်ပြေးတယ်နဲ့ခဏခဏရိုက်ရတာပေါ့ဒါပေမဲ့ပြောစရာကောင်းပါတယ်အတူ င်းလေးတိတ်စားပေါက်ပြန်လာခဲ့မယ်။အဲဆိုတော့ဒါကကိုမြင့်မြတ်နဲ့ပိုးရဲ့ပထမအဆုံးဆုံတွေ့ရတဲ့ဇာတ်ကားလည်းဖြစ်ပါတယ်။အကျုပ်အင်းလေးတိတ်စားပေါက်ပြန်လာခဲ့မယ်။အဲတီတီငင်ငင်လေးနဲ့နှစ်လိုပွဲချစ်ဆက်ခွဲဆရာမလေးဖြစ်ပုံဖော်ဖို့ကိုထက်နဲ့ဟိုတိုင်ပင်ပြီးတော့ကြိုးစားခဲ့ပါတယ်။ဘဲပြုတ်ကူ အတူရုပ်ရှင်ဇာတ်ကားကြီးကတော့ဆီယာမာလီနဲ့အတူရဲ့ဇာတ်လမ်းလေးပေါ့နော်ဆိုတော့အတူကဆီယာမာလီကအတူကိုပေးခဲ့တဲ့ခရီးတီလားဆိုတာတော့ပြည်သက်ကြီးကရုပ်ရှင်အောင်မှာလာရောက်စောင့်ကြည့်ပေးကြဖို့ကဖိတ်ခေါ်ချင်ပါတယ် အဲဟိုအတူရုပ်ရှင်ဇာတ်ကားကြီးอ่ะအဲ့လိုချစ်စပွဲ ဖြစ်တဲ့ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တယ်အဘောဆိုင်မျိုးရဲ့အလှအပတွေပြီးတော့အခုလိုမျိုးပြိတ္တတွေမြင်တွေ့နေရတဲ့ယထာစင်းလေးတွေဆိုလဲတေချာလေးကိုအသေးစိတ်ဂယူးဆိုင်ပြီးတော့ပိုရိုစီစဉ်ရိုက်ကူးခဲ့ကြတာပေါ့เนาะအာပြိတ္တကတော့ထင်စင်ထင်မဲ့ဒီယထာကပိုရိုရန်ကုန်မှာပူရာတခုမှာပဲပိုရိုဒီ1990ရဲ့အငွေအသက်လေးရအောင်တေချာကိုပြင်ဆင်ပြီးရိုက်ကူးခဲ့ကြတာပေါ့เนาะအတူ ခင်းနဲ့တိတ်စာပေါက်ပြန်လာခဲ့မယ်အဲယထားနဲ့ရိုက်ကူးတဲ့ဆင်းဆိုလို့ရှိရင်ယထားကြီးကိုရှေ့ကိုမောင်းသွားလိုက်အဲနောက်တစ်ခေါက်ပြန်ရမယ်ဆိုယထားကိုပြပြချင်းနောက်ပြန်ဆုပ်လိုက်နဲ့ရိုက်ကူးခဲ့ကြရတာပြီးတော့အဲ့ဒီမှာပါတဲ့အဲ့လိုအရင်ခေတ်ကတွေ့ရလေးရှိရဲ့ဘူတာမှာလက်ဖက်ရည်ရောင်းတဲ့ပုံစံလေးတွေမုံရောင်းတဲ့ပုံစံလေးတွေကူလီထန်းတဲ့ပုံစံလေးတွေဒါလေးတွေကိုလည်းအသေးစိတ်ပြင်ဆင်ပြီးတော့ရိုက်ကူးခဲ့ကြတာဆိုတော့အဲ့ဒီယထားဆင်းလေးကိုကိုကိုယ်တိုင်လည်းတော်တော်လေးကိုဟိုသဘောကျတယ် တော့1990ပြည့်နှစ်ကိုလည်းရိုက်ကူးတဲ့အခါမှာကိုရိုင်းရောက်သွားတယ်လို့ပဲပေါ့နော်ဟုတ်ခဏောက်ကိုသူလည်းခဏခဏပြေးလိုက်ရတယ်ယထာကြီးနဲ့အဲ့လိုပါသွားကြတယ်နောက်ပြီးတော့တောက်လျှောက်ဟိုပေါ့နော်ယထာကိုနောက်ပြန်ဆုပ်တယ်နောက်ထောက်ပြန်ပြေးတယ်နဲ့ခဏခဏရိုက်ရတာပေါ့ဒါပေမဲ့ပြောစရာကောင်းပါတယ်အဲအတူရုပ်ရှင်ဇာတ်ကားကြီးကအဲ့လိုရတာပေါင်းစုံပေးစွမ်းနိုင်တဲ့ဇာတ်ကားဖြစ်ပါတယ် အစာပိုင်းမှာလည်းချစ်စပွဲလေးတွေနဲ့ချစ်စပွဲအမူအရာလေးတွေချစ်စပွဲအာအလေးအထလေးတွေနဲ့ကြည်ပြီးကြည်နူးမှုရမှာဖြစ်တယ်လို့မျိုးအာဒရာမာလေးလည်းပပလေးပါတယ်ဒီမောစရာလေးတွေလည်းပါတယ်ကြည့်ရှုလိုက်လို့ရှိရင်အမောတွေပြည်စီမယ်စိတ်အပန်းပြည်စီမယ်ဇာတ်ကားလေးပေါ့နော်အာကိုကိုရိုင်းလည်းရုပ်ရှင်ဇာတ်ကားတွေကို အမျိုးအစားစုံအောင်ကရိုက်တာစုံအောင်ရိုက်ကူးရနေပြီးတော့ပြီးခဲ့တဲ့အာပရိသတ်တွေကြည့်ရှုခဲ့ရတဲ့ဇာတ်ကားတွေကဒရာမာလေးတွေ အမူရတာလေးတွေများတော့ဒီအတူးဆက်ကားရရမယ်ဆိုတဲ့အခါမှာပြိသက်ကိုကြည်နူးစရာခံစားချက်မှုမျိုးပေးစင်တာကြောင့်ဒီအတူးဆက်ကားလေးကိုရိုက်ကူးပစ်ခဲ့ရပါတော့။အာဆိုတော့ဒါကကိုမြင့်မြတ်နဲ့ပိုးရဲ့ပထမအဆုံးဆုံးတွေ့ရတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ဒီကားရဲ့မှာအကိုရဲ့ comic item လေးတွေအကိုမျက်နာနဲ့လူဟာတာ item လောက်ရတဲ့အခါမှာကိုယ်တိုင်လည်းအဲ့ဒါကိုအများကြီးပထမဆုံးအနေနဲ့လေ့လာအခွင့်ရခဲ့တယ် အာဆိုတော့နှစ်ယောက်တရုတ်ဆောင်ထားတဲ့အတူရုပ်ရှင်ဇာတ်ကားကြီးကိုအများကြီးချစ်ခင်ပေးကြဖို့ပြောချင်ပါတယ်အတူနဲ့ဆရာမလီယိုရေတီမပေးရဲဘူးဟိုပိုးရိုက်ကူးခဲ့တဲ့ကားတွေထဲမှာမတူတဲ့ဇာတ်ကားတစ်ခုအဖြစ်ပုံစံအစ်စ်နဲ့ချစ်စပွဲကားလေးတစ်ခုအဖြစ်ပိုးကတော့အတော်လေးနှစ်သက်မိပါတယ်ရေတီကတော့ပရိသတ်ရဲ့အဖြေကိုပဲပိုးစောင့်မျှော်နေပါတယ်ဟိုဒီအတူဇာတ်ကားတွေကခင်လေးကိုပုံဖော်တဲ့အခါမှာအဲ့လို အဲတီတီငိမ့်ငိမ့်လေးနဲ့နှစ်လိုပဲချစ်ဆက်ခွဲဆရာမလေးဖြစ်ပုံဖော်ဖို့ကိုထက်နဲ့ဟိုတိုင်ပင်ပြီးတော့ကြိုးစားခဲ့ပါဗျ။အဲဒီပေါ်မှာကိုဖြစ်စီစဉ်တဲ့ပုံစံတိုင်းပြည်သက်ကမှတ်ချက်ပေးကြတာဖြစ်တဲ့အတွက်ချစ်ပေးကြတဲ့ပြည်သက်ဒီအားလုံးကိုအဲကျေးဇူးအများကြီးတင်ပါတယ်။နောက်နောက်များမှလည်း character မျိုးစုံကိုပုံစံမျိုးစုံလေးနဲ့အလိုတင်ဆက်နိုင်ဖို့ပုံအများကြီးကြိုးစားပါအောင်မယ်။ဟုတ်ကဲ့။